ဒီညမှာတင်တယောက်တည်းရှိနေဒီဗီဒီယိုကိုမကြည့်ပါနဲ့ CCTV ကင်မရာတွေက မှတ်တမ်းတင်ထားမိတဲ့ရှင်းပြလို့မရတဲ့ကြောက်စရာအကောင်းဆုံးဖြစ်ရတွေကိုဖော်ထုတ်ပြပါမယ်ဒါတွေကတကယ်လားလှုပ်ဝဆန့်ကျင်မှုလားဆိုတာကို အခုပဲကြည့်ပြီးဆုံးဖြတ်လိုက်ပါဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ 2013ခုနှစ် Los Angeles တမန်ဝင်စီဆယ်ဟိုတယ်မှာအသက်22နှစ်အရွယ်ကနေဒါအကြောင်းသူလေး Elisa Lam ပျောက်ွယ်သွားခဲ့ပါတယ်ဒီဟိုတယ်ရဲ့တမန်ကြောင့်ကလည်းလူသက်မှုတွေကိုကိုကိုတက်တည်မှုတွေနဲ့ပြည့်နေတဲ့အတွက်ထူးဆန်းပါတယ်ဒီမှာကြည့်ပါပျောက်မသွားခင်နောက်ဆုံးမြင်ခဲ့ရတဲ့3မိနစ်56စက္ကန့်ဆောင် CCTV ပုံရိပ်ပဲဖြစ်ပါတယ်သူမကဓာတ်လီကားတွေကိုဝင်လာတယ်ခလုတ်တွေအကုန်နှီးပါကိုနှိပ်တယ်ဒါပေမဲ့ ဓာတ်လီကရဲ့တကားကပိတ်မသွားခဲ့ပါဘူးအဲ့ဒီနောက်မှာသူမဟာတကားဝကိုခေါင်းထုတ်ပြီးဘယ်ညာကြိတ်လိုက်ပါတယ်ဒီစုံတယောက်ကိုကြောက်နေတဲ့ပုံစံမျိုးပြီးတော့ဓာတ်လီကတောက်မှာဝင်ပုန်းနေလိုက်ပါတယ်ဘာကိုမြင်လို့ဘာကိုကြောက်နေခဲ့တာလဲကင်မရာထဲမှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူးနောက်ဆုံးမှာသူမတကားရှိကိုပြန်ထွက်လာပြီးတော့သူမရဲ့လက်တွေကထူးဆန်းတဲ့အမူအရာမျိုးတွေလုတ်ပြနေပါတယ်တစုံတယောက်နဲ့စကားပြောနေတယ်လို့ပဲ ဒါမှမဟုတ်တခုခုကိုအကူအညီတောင်းနေတာလားဓာတ်လီကတကားကလည်းပိတ်မသွားသေးပါဘူးရပောင်းများစွာကြာတော့ဒီဟိုတယ်ရဲ့တောက်ရေကန်ကြီးထဲမှာသူမရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်ရေကန်အဖုံးကလည်းလေးလံလုံးလို့လူတစ်ယောက်တည်းဖွင့်ဖို့မလွယ်ကူပါဘူးသူမဘလို့လို့ခေါမိုးပေါ်ရောက်သွားခဲ့တာလဲဓာတ်လီကဘာလို့ပိတ်မရတာလဲဒီမှုဟာဒီနေ့ထိဖြည့်ရှင်းလို့မရတဲ့လှုပ်ဝဆန့်ကျင်မှုဖြစ်ကြံရစ်နေသေးပဲဖြစ်ပါတယ် မိတ်ဆွေတို့ရောဘလို့ထင်လဲဆိုတာကိုကိုမတ်ဆွေးနွေးပေးခဲ့ကြပါအောင်ဗီဒီယိုထဲမှာဒီကလီမာလီနှစ်ယောက်ရဲ့အမေကကလီမာလီနှစ်ယောက်ကိုဒီနာကျွေးနေရင်းနဲ့ဗီဒီယိုရိုက်ပြနေပါတယ်အဲ့ဒီအချိန်မှာပထမကလီမာလီတယောက်ကအနောက်ဘက်ကရေချိုးခန်းလိုဘက်ကနေတစုံတစ်ခုကို မြင်ပြီးတတိထားလိုက်မိပါတယ်ဒီကလီမာလီကကြောက်နေရပါပြီနောက်တစ်ယောက်ကတော့ကြောက်ခိုင်းထားတော့မမြင်ရပဲဆက်ဆက်နောက်နောက်နဲ့ပျော်နေခဲ့ပါတယ် နောက်တော့တစုံတစ်ခုကိုမြင်သွားတဲ့ကလေးမလေးကမနေရတော့ပဲသူ့အမိနာကို ထွက်သွားခဲ့ပါတယ်ဒီတချိန်တော့သူ့လဲပါကြံခဲ့တဲ့ကလေးမလေးကဒုတိယအချိန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့နောက်ဆုံးတော့သူ့လဲပြေးပါပြီဒီကလေးမလေးနှစ်ယောက်တွေ့လိုက်တဲ့အရာကဘာများဖြစ်နေမလဲမိတ်ဆွေတို့ရောဘာရင်းမြင်ခဲ့လဲဆိုတာကိုကိုမမဆွေးနွေးပြီးခဲ့ပါအောင် နောက်ထပ်ဒူးစန်းတဲ့ဗီဒီယိုတစ်ခုကတော့ကျောင်းတစ်ကျောင်းရဲ့ CCTV ကင်မရာကနေရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဗီဒီယိုတွေမှာကျောင်းသားကျောင်းသူတွေရဲ့လောကဘုံတွေကနေတဝုန်းနဲ့တရုတ်ကဆွဲလှုပ်နေတဲ့လိုမျိုးမြင်နေရပါတယ်။နောက်ပြီးတော့လောကတွေကဆိုင်ရဆာရန်တွေကိုဆွဲထုတ်လိုက်တဲ့လိုမျိုးလွန့်ထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ထောင်ထားတဲ့ဘုတ်တစ်ခုကိုလည်းကန်ပစ်လိုက်တဲ့လိုမျိုးလွင့်သွားခဲ့ပါတယ်။ဒါကဘသူလှုပ်လိုက်တာဖြစ်မယ်ထင်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ဒီနေ့မှာတော့ကင်မရာမှတ်တမ်းတင်ထားနိုင်နေတဲ့ကထူးဆန်းတဲ့ဗီဒီယို၃ခုကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ထူးဆန်းပြီးမယုံကြည်နိုင်စရာ CCTV ဖြစ်တွေ့အများကြီးကြံ့နေပါသေးတယ်ထက်ဗီဒီယိုဒီကိုလက်မလွတ်အောင် subscribe လေးနဲ့ဘေးကနိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော် နောက်ပြီးတော့ဒီမှာပြတ်ဆုံးမမယ်